စားနှင်းခြင်းနဲ့စားရည်နှွေးစိန်ခြင်းကြောင့်ရရှိမဲ့အကျိုးကျေးဇူးတွေကတော့ခန္ဓာကိုယ်အတွင်းမှာအောင့်နေတဲ့အခိုးငွေတွေကခြေဘဝကနေတစ်ဆင့်ထွက်မယ်။ကြောက်ကက်မှာခိုကက်နေတဲ့အပူတွေကနေကောက်ွယ်ပေးမယ်။စီလံကြောင်းအတွက်အကျိုးပြုကြာကြာစားနှင်းမယ်ဆိုရင်ခါကအပူတွေဆင်းမယ်။အထိုင်များတဲ့သူတွေကားမောင်းများတဲ့သူတွေအတွက်ကတော့ အညောင်းရောဂါအကျောပိတ်တာအကျောတင်းခြင်းကလည်းကာကွယ်ပြီးသားဖြစ်မယ်။ဇပင်ကျွတ်တဲ့သူတွေဇပင်ပါတဲ့သူတွေဇပင်နှစ်ခွဖြစ်တာတွေတတ်တာမယ်။နောက်ဆုံးနှစ်ချိုက်စွာအိပ်ပျော်မယ်။စားနေမယ်ဆိုရင်စားနှစ်ပိတ်တာကိုဇလုံးဒါမှမဟုတ်ဘန်းထဲမှာခင်းမယ်။ဒီမချိုးခင်တနားကြီးအလိုမှာစားနေမယ်စားနေပြီဆိုရင်ခြေောက်ကိုအဝင်းနဲ့တုံမယ် တနာီကြာပြီးမှရေချိုးမယ်ခြေတော့ကိုစားပုတ်တော့မယ်ဆိုရင်လက်ပွားတဲ့ကိုစားအနေငယ်ထဲမယ်ထမင်းစားစုံတစုံနှစုံဆိုရပြီခြေပွားကိုရေပြင်းညီလိုက်တမနစ်ခန့်အချိန်60စက်တိုက်ပုတ်မယ်ပုတ်တဲ့အခါမှာဒီလိုကန့်လန့်ပုတ်လိုက်ရင်တော့မျက်စိမှုန်တတ်ပါတယ်ဒီလိုအလျားလိုက်ဒေါင်းလိုက်အချိန်60ကိုတမနစ်ခန့်ပုတ်မယ်ပုတ်ပြီးပြီဆိုရင်ခြေပွားကိုအဝင်းနဲ့တုပ်မယ် တနာီကြာပြီးမှခြေဘွားကိုရေးဆေးပါခြေတော့ကိုစားရင်သွေးစိမ့်တဲ့အခါမှာဇလုံးတစ်ခုတည်းကိုစားနှစ်စုံသုံးစုံဒါမှမဟုတ်အများဆုံး50သားအထိထည့်လို့ရပါတယ်5မိနစ်ကနေ15မိနစ်ခန့်စားရင်သွေးစိမ့်ပြီးပြီဆိုရင်ခြေတော့ကိုအဝင်းနဲ့တုပ်ပါတနာီကြာပြီးမှခြေတော့ကိုရေလောင်းတာဖြစ်ဖြစ် ရေချိုးတာဖြစ်ဖြစ်လုပ်ပါ ခြေတော့ကိုစားနေတာပဲဖြစ်ဖြစ်စားပွတ်တာပဲဖြစ်ဖြစ်စားရင်နှွေးစိန်ကပြီးပြီးချင်းမှာနိုင်ဝက်တနအီတွင်းမှာအဲကွန်နဲ့ဓာတ်ရိုက်တော်၎င်းပန်ကာဓာတ်ရိုက်တော်၎င်းရေခဲရေသုံးမဟုတ်ရေအေးတောက်ချင်းခြောက်ကြရပါမယ်မပြုတ်လို့ရပါဘူးနိုင်ဝက်တနအီအတွင်းမှာခြေတော့ကိုရေအေးဖြစ်ဖြစ်ရင်နှွေးဖြစ်ဖြစ်စေးချင်းလုံးဝလုံးဝမပြုတ်လို့ရပါဘူးတနအီကြော်ကြပြီးမှ ရေလောင်းတာဖြစ်ဖြစ်ရေချိုးတာဖြစ်ဖြစ်ရေအေးကိုပဲအသုံးပြုရမှာဖြစ်ပါတယ်